is Radio Free Asia. The following program is in Burmese. မင်္ဂလာပေါင်းနေပြည်စုံနေနေပါခင်ဗျာ။ RFI လွတ်လပ်တဲ့အာရှတန်ရဲ့မြန်မာပိုင်းအစီအစဉ်တွေကို American ပြည်ထောင်စု Washington DC မြို့တော်ကနေစတင်ထုတ်လွှင့်နေပါပြီ။ကျွန်တော်ကကြောက်ကြောက်အောင်ပါခင်ဗျာ။ ဒီကနေ့မှာမေလတရက်ကမ္ဘာအလုံသမားနေ့နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံကအလုံသမားတွေအရေးအထူးတင်ပြချက်တွေကိုနှားဆင်ကြရမှာပါအခုကျွန်မတို့ဒီနောက်ပိုင်းအလုံသမားတွေပြောရှင်းရမကောင်းတော့ကျွန်မတို့အရင်တုန်းကလူလူမျိုးလေးပဲပြန်ဖြစ်ဖို့ကမျောလင်းပါလေအလုံသမားတွေကလည်းအခွင့်အရေးတွေလည်းအကုန်လုံးရရှိခြင်းနဲ့မကြခင်ကြားရပါမယ်အခုသတင်းတွေကိုစတင်ထုတ်လိုက်ပါပါခင်ဗျာ ီတွဲမှာအလုသမားရှားပမှုပြဿနာနဲ့ရင်ဆိုင်နေရပြီလို့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကမေလ၁ရက်နေ့အလုသမားနေ့တဝန်လာမှာထဲ့သွင်းပြီးဝန်ခံပြောဆိုလိုက်ပါတယ်။ပြည်ပကိုတွားရောက်အလုလုကန်ကြတာထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာအလုလုကြဖို့အရေးကြီးတယ်လို့စစ်ကောင်စီဥက္ကဋ္ဌကပြောဆိုပါတယ်။ပြည်ပကိုအလုသမားစစ်လွတ်အောင်မှာလာဇာနဲ့အကျိုးခံစား권ကောင်းတဲ့နိုင်ငံတွေကိုဦးစားပေးစစ်လွတ်တဲ့အပြင် တတ်မှတ်ကာလပြည့်လို့ပြန်ရောက်လာကြတဲ့အလုသမားအရေးအတွက်နဲ့ပြန်လဲဆစ်လွတ်မဲ့အရေးအတွက်ကိုနှိုင်းရှင်ပြီးဆောင်ရွက်နေတယ်လို့လည်းသူကပြောဆိုပါတယ်။မြန်မာနိုင်ငံမှာစစ်တပ်အာဏာသိမ်းမှုနဲ့စစ်မှုထမ်းဥပဒေကြောင့်လူငယ်အများအပြားပြည်ပကိုစွန့်ခွာခဲ့ကြတာကြောင့်အလုသမားရှားပမှုဖြစ်လာတာလို့ပြည်တွင်းလုပ်ငန်းရှင်တွေနဲ့အလုသမားတွေကပြောဆိုကြပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက်အလုသမားတွေရဲ့လွတ်လပ်စွာ ထုတ်ဖော်ခွင့်စုဝေးစည်းရုံးခွင့်အသိအဖွဲ့စည်းတည်ထောင်ခွင့် နိုင်ငံသားတဦးချင်းစီရဲ့လွတ်လပ်ခွင့်တွေကိုနီလန်ဘောင်းဆောင်နဲ့စစ်ကောင်စီကနှိပ်ကွပ်ထားတယ်လို့မြန်မာနိုင်ငံအလုံသမာတပ်ပေါင်းစုအဖွဲ့ကမေလ၁ရက်နေ့မှာထုတ်ပြန်ပါတယ်။နိုင်ငံကြီးအန်တူမှုမှာပါဝင်ခဲ့တဲ့အလုံသမာတွေနဲ့အလုံသမာအရေးတက်ကြွလှုပ်ရှားသူတွေလည်းမတရားဖန်ဆီးနှိပ်စက်ထောင်ချတပ်ဖြတ်ခံခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီဥက္ကဋ္ဌကတော့အလုံရှင်အလုံသမာအဖွဲ့စည်းတွေကိုလွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်ပြုထားတယ်လို့ အလုသမားတွေရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးနေတယ်လို့ပြောဆိုပါတယ်မြန်မာနိုင်ငံမှာအလုသမားတွေအပါအဝင်တိုင်းနာပြည်သူတရေလုံးနေစဉ်ကြုံတွေ့နေရတဲ့ကိုယ်စိတ်ဒုက္ခမျိုးစုံဟာအာနာရှင်စနစ်ကိုအပြီးတိုင်ချိန်မုံနိုင်ပြီးမှသာချုပ်ငိမ့်နိုင်မှာဖြစ်တဲ့အကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောကြားလိုက်ပါတယ်မေလတရနေ့မှာကြာရောက်တဲ့ကမ္ဘာအလုသမားနေ့မေဒီနေ့မှာယာယီတမရကအ အလုတမဒုထံပေးပို့တဲ့တဝန်လွာထဲမှာအခုလိုထည့်သွင်းပြောကြားခဲ့တာပါစစ်တပ်ရဲ့အာဏာသိမ်းကျိုးပမ်းမှုကြောင့်ချွတ်ချုံကျနေတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးဟာစစ်တပ်ရဲ့အဓမ္မစစ်သားစုဆောင်းမှုတွေကြောင့်လုပ်ငန်းခွင်တွေကိုစွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြပြီးလုံအားဆုံးရှုံးမှုတွေဖြစ်ပေါ်တာလုံသားတွေရဲ့စစ်မှုရန်ကာလလောက်ခလာစာတွေကိုအလုရှင်ကပေးချေဖို့မတရားဥပဒေပြဋ္ဌာန်းပြီးတော့အလုရှင်တွေအပေါ်ဖိနှိပ်တာနဲ့ မတ်လ28ရက်နေ့ကပြင်းထန်တဲ့မြင်းကလင်းပြီးကြုံခဲ့ရတာတွေကြောင့်အဆိုးအဝါဆုံးအခြေအနေရောက်နေတယ်လို့ဆိုပါတယ်။ဒီအခြေအနေမှာ အလုသမားတွေနဲ့သူတို့ကိုမိခိုနေကြရတဲ့မိသားစုတွေအပေါ်ကြားရောက်နေတဲ့လူမှုစီးပွားထိခိုက်မှုတွေအပေါ်မှာများစွာစိတ်မကောင်းဖြစ်ရကြောင်းကိုလည်း NUG ကဖော်ပြထားပါတယ်။ကမ္ဘာကုလသမဂ္ဂနဲ့အပြည်ပြည်ဆိုင်ရာအလုသမားအဖွဲ့ ILO အပါအဝင် နိုင်ငံတကာအလုသမားရေးရာအဖွဲ့အစည်းတွေ အခြေခံလူအခွင့်အရေးနဲ့အလုံသမားအရေးအလေးထားတဲ့နိုင်ငံတကာအစိုးရတွေအနေနဲ့မြန်မာနိုင်ငံကိုလက်တွေ့ဆန်တဲ့ပံ့ပိုးကူညီမှုတွေပူးပေါင်းဆောင်ရွက်မှုတွေပေးကြဖို့ကိုလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းတောင်းဆိုထားပါတယ်။ပြည်တွင်းခြေစိုက်မြေလက်အတန်းတရင်ဌာနကတရင်တော့သူဖြစ်သူကိုတန်းထိုက်မြင့်ကိုစစ်ကောင်စီကအကြမ်းဖက်မှုတိုက်ဖြတ်ရေးဥပဒေနဲ့ထောင်နှံ၅နှစ်ချမှတ်လိုက်တဲ့အပေါ်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခြုံချကြောင်း လွတ်လပ်သောမြန်မာသတင်းစာဆရာများအစီအယုံ IMGA ကဧပြီလ30ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။သတင်းသမားတွေကိုပြစ်မှတ်ထားဖမ်းဆီးထောင်ချမှုတွေဟာပြည်သူတွေကိုနစ်နာစေတယ်လို့အဲ့ဒီအဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံကိုမှုအိမ်စောက RFP ကိုပြောပါတယ်။မြန်မာနိုင်ငံမှာဆ ਿਆ နာရှင်စနစ်အဆုံးသတ်ပြီးဒီမိုကရေစီပြန်လည်ကောင်းမွန်ထွန်းကားလာမှနျူကလ িয়ার စွမ်းအင်အစီအစဉ်မှာပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ ကုလသမဂ္ဂဆိုင်ရာမြန်မာတပ်အမတ်ကြီးဦးကျော်မိုးထွန်းကနိုင်ငံတကာကိုတောင်းဆိုလိုက်ပါတယ်။အာဏာသိမ်းစစ်ကောင်စီအနေနဲ့ငြင်းချမ်းတဲ့ရွေချက်ကိုအကြောင်းပြပြီးစစ်ရေးအတွက်နျူကလ িয়ার နည်းပညာရရှိဖို့ကြိုးပမ်းလာနိုင်တဲ့အပေါ်မှာအလေးအနက်စိုးရိမ်ပူပန်ကြောင်းဦးကျော်မိုးထွန်းကပြောပါတယ်။ April 30ရက်နေ့ကအမေရိကန်နိုင်ငံနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှကျင်းပတဲ့နျူကလ িয়ার လက်နက်မပြန့်ပွားရေးစာချုပ်ဝင်နိုင်ငံတွေရဲ့ညီလာခံအစည်းအဝေးမှာ ်ဦးကျော်မိုးထွန်းကအခုလိုတိုက်တွန်းလိုက်တာပါခင်ဗျာသတင်းတွေကိုတင်ပြခဲ့တာပါ မကြခင်မှာသတင်းဆောင်မတွေစတင်နှาศင်ရတော့မှာပါခင်ဗျာတော်ရရှိမှာခင်ဗျာကျွန်တော် RFA လွတ်လပ်တဲ့အာရှအတန်အတွက်အမေရိကန်လွှတ်တော်ကတည်ဝင်ခွင့်ပြုထားပြီးသားရန်ပုံငွေတွေကို ဒေါ်နယ်ထရန့်အဆိုအရကဥပဒေကိုချိုးဖောက်ကျူးလွန်ပြီးဖျက်တောက်ထားတာကြောင့်လက်တလောမှာ RFA ဟာရက်တီရန်ပုံငွေအခက်ခဲတချို့နဲ့ရင်ဆိုင်နေရတဲ့အတွက်အစည်းအဝေးတွေကိုပြပြဝဝမထုတ်လွှင့်နိုင်သေးပါဘူးဥပဒေကြောင့်အညာကျိုးပန်းနေစေဖြစ်ပြီးအချိန်အတိုင်းတာတစ်ခုအတွက်မှာပြည်လဲအောင်မြင်မှုရရှိဖို့ယုံကြည်မျှော်လင့်ထားပါတယ်အဒီကာလမှာအခက်ခဲတွေကြားကပဲတရင်တွေကိုစုံလင်နိုင်သမျှစုံလင်အောင်မြန်ဆန်နိုင်သမျှမြန်ဆန်အောင်စူးစမ်းတင်ပြနေရတာဖြစ်ပါတယ် RFP ကိုဆက်လက်အားပေးနားဆင်နေကြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါတယ်။အခုမြန်မာပြည်ကအလုသမားတွေရဲ့ဘဝအခြေအနေအကြောင်းကိုစိုင်းဝနာရဲ့စူးစီးတင်ပြချက်ကိုနားဆင်နိုင်ကြပါပြီခင်ဗျာ။မြန်မာနိုင်ငံမှာအလို့သမားရှားပါမှုပြဿနာနဲ့ရင်ဆိုင်နေရပြီလို့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကမေလာ၁ရက်ပြည်ပဆိုင်ရာအလို့သမားနေ့တော်ဝင်တော်မှာ ပြောဆိုခဲ့ပါတယ်။ဒါဟာစစ်အာဏာသိမ်းပြီး၄နှစ်ကြာစစ်ကောင်စီဥက္ကဋ္ဌကပထမအဆုံးအကြိမ်ဝန်ခံပြောဆိုခဲ့တာဖြစ်ပါတယ်။ပြည်ပကိုတွားရောက်အလို့လောက်ကင်တာထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်းမှာအလို့လောက်ကြဖို့အရေးကြီးတယ်လို့စစ်ကောင်စီဥက္ကဋ္ဌကပြောပါတယ်။ ဒါပေမဲ့စစ်ကောင်စီဥက္ကဋ္ဌပြောသလိုမြန်မာနိုင်ငံမှာဘယ်သူမှဘဝလုံခြုံမှုမရှိဘူးလို့မလေးရှားနိုင်ငံကိုဒီနှစ်မှာပဲအလုပ်လုပ်ဖို့ထွက်လာတဲ့အလုပ်သမားတယောက်က RFA ကိုပြောပါတယ်။စစ်မှုထမ်းဥပဒေတော့နော်အလုပ်ကိုင်ခွင့်လန်းရှားပါမှုပြောရရင်တော့ဒီခင်မကောင်းလို့ပေါ့ဒီကမိဘွားရတော့ခင်မကောင်းလို့ခင်ပြက်နေလို့ပဲပြောရမှာပေါ့ခင်ပြက်တာဘာကြောင့်လဲဒီတန်းဒီအနာသိမ့်လိုက်တဲ့အချိန်မှာအားလုံးကဖြစ်သွားကြဖိယိုခဲလေအဲ့တော့ကိုနိုင်ငံကိုနေရင်တော်မှပြပောက်အောင်ထွက်နေရတာပြပောက်မှပျော်လင်းနေမပျော်လင်းနေဆိုတဲ့ဘဝတွေဖြစ်ရတယ်စစ်ကောင်စီဟာစစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်လူငယ်တွေကိုပြပထွက်ခွင့်တင်းကျပ်လိုက်တာကြောင့် တရားမဝင်လမ်းကြောင်းကနေမလေးရှားနိုင်ငံကိုထွက်ခွာလာတာလို့သူကပြောပြပါတယ်။အာနာသိမ့်ပြီးတဲ့နောက်တိုင်းပြည်စီးပွားရေးကြဆင်းမှုစာဝတ်နေရေးကြက်တဲမှုနဲ့စစ်မှုထမ်းဥပဒေထုတ်ပြီးတပ်သားတစ်စုဆောင်မှုတွေကြောင့်လူငယ်အများပြားပြည်ပကိုထွက်ခွာသွားကြတာလို့အလို့သမားရေးဆောင်ရွက်နေသူတွေကပြောပါတယ်။ပြည်ပကိုမထွက်နိုင်လို့ပြည်တွင်းမှာဆက်လက်လုကင်နေကြသူတွေလည်းအလို့သမားခွင့်ရေးအကြီးအကျယ်ရှိုးပေါက်ခံနေရတယ်လို့ရန်ကုန်တိုင်းလှိုင်သာယာအထက်ချုပ်လုပ်ငန်းမှာအလို့လုကင်နေသူတယောက်ကပြောပါတယ်။ ဥရပါအခွင့်အရေးတွေမရဘူးပေါ့နော်လူသမားတွေရဲ့ကျမရေးမိဖွားအခွင့်အရေးဘာတွေကခက်ခဲတွေဖြစ်တယ်ပြီးရင်ဗိုက်ကြီးတွေတွေဆိုရင်အလုတ်ထုတ်တာမျိုးတွေအဲ့လိုမျိုးတွေလုပ်တယ်ပေါ့နော်အခုခေတ်ကတော့အများဆုံးတော့အလုတ်သမားခွေရေးနေပါပြီးအလုတ်ထုတ်မှုတွေလည်းများတယ်ရှင်ပြီးတော့ overline တွေပေါ့နော်ရန်ဆင်းခိုင်းတာမျိုးတွေပေါ့အဲ့မျိုးတွေရှိတယ်ချင်းအချိန်မတော်ဆင်းနေမဆင်းရင် OD မဆင်းဘူးဆိုရင်တော့မှတို့ကအလုတ်ထုတ်မယ်လို့ warning ထိုးရမှာလို့ဘာလို့ပေါ့အဲ့လိုမျိုးတွေရှိပါတယ်ချင်း အလौသမားနေဟာလည်းအရင်လိုပြောစရာမကောင်းတော့ဘူးလို့သူကဆက်ပြောပါတယ်ဒီနေ့အလौသမားနေစိတ်ထဲမှာဥပ္ပါမေမကောင်းဘောနော်မိုးလင်းနေတာကျွန်မလည်းလိုင်းအောင်အကြည့်ရအလौသမားနေရင်တော့ကျွန်တော်တို့ရဲ့အလौသမားနေကတော်ရှင်စရာကောင်းတယ်လေအခုကျွန်တော်တို့ဒီနောက်ပိုင်းအလौသမားနေကတော်ရှင်စရာမကောင်းတော့တချို့ဒီနေ့အလौသမားနေမှာတချို့အလौသမားရဲ့လုံစင်းရလို့ရှိတယ်နေကျွန်တော်တို့အရင်တော့လူလူမျိုးလေးပဲပြန်ဖြစ်ဖို့ပဲမျောလင်းပါလေအလौသမားတွေကတော့အခွင့်အရေးတွေလည်းအကုန်လုံးရရှိခြင်းနဲ့ အာနာမသိငင်ကထက်အခြေခံစားတောက်ကုန်ဈေးနှုန်းတွေ၃ဆနီးပါးမြင့်တက်လာပေမဲ့သူတို့ဟာတရက်ကိုအနိုင်ဆုံးလောက်အားက9800ကျပ်ပဲရရှိနေတာကြောင့်ခက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 ်ရပ်တည်နေရတယ်လို့လည်းအထက်ကျုပ်အလို့သမားတွေကပြောပြပါဗါတယ်။အခြေခံလောက်ခကိုတရက်ကျန်1000အထိတိုးမြင့်ပေးဖို့အလို့သမားတွေကလိုလားပေမဲ့စေအုပ်ချုပ်ရေးအောက်မှာတော့ဖြစ်လာဖို့မရှိဘူးလို့အထက်ကျုပ်အလို့သမားတွေကပြောပါဗါတယ်။ မြန်မာနိုင်ငံကအလို့သမားတွေဟာစစ်အုပ်ချုပ်ရေးအောက်မှာအကာအကွယ်မဲ့နေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလို့သမားတမကများအဖွဲ့ချုပ် CTUM လက်ထောက်ထွေထွေတွင်ရမူဒေါ်ဖြိုးစန္ဒာစုကပြောပါတယ်။အာပြောမှဆိုလို့ရှိရင်တော့တကယ့်ကိုမြန်မာနိုင်ငံမှာရှိတဲ့အလို့သမားတွေလေသမားတွေကအကာအကွယ်မဲ့နေတဲ့အခြေအနေဖြစ်တယ်ပေါ့။အဲ့တော့မေးလေးဆိုတာက ကျမတို့အာဒီအလို့သမားတွေရဲ့အောင်ပွဲနေဖြစ်တယ်ပေါ့နော်။ အုပ်ချုပ်သူလူနန်းသားတွေကဖိနေနှစ်ကုတ်တဲ့ဟာတွေကိုကျမတို့အလုပ်သမားတွေရဲ့အခွင့်အရေးဒီနေ့အလုပ်ချိန်၈နာရီဒါတွေအစရှိသဖြင့်ဒါတွေကိုပြန်ပြီးတော့အာတောင်းလန်တောင်းလန်တိုက်ခိုက်ခဲ့တဲ့နေ့အောင်ပွဲရခဲ့တဲ့နေ့ဖြစ်တယ်ပေါ့ဒါပေမဲ့မြန်မာပြည်ရဲ့အခြေအနေမှာတော့ကျမတို့ကအာဒီအသီးပွင့်တွေကိုမခံစားနိုင်တော့တဲ့အနေအထားဖြစ်တယ်လွတ်လပ်စွာထုတ်ဖော်ခွင့်စုဝေးခွင့်အသင်းဖွဲ့စည်းခွင့်နိုင်ငံသားတအုပ်ရဲ့လွတ်လပ်ခွင့်တွေကို နီမျိုးစုံနဲ့စစ်ကောင်စီကနှိတ်ကွပ်ထားတယ်လို့လူသမားအဖွဲ့အစည်းတွေကမေလ၁ရက်နေ့မှာကြေညာချက်တွေထုတ်ပြန်ကြပါတယ်စစ်ကောင်စီဥက္ကဋ္ဌကတော့အပြည်ပြည်ဆိုင်ရာလူသမားရေးရာအဖွဲ့ ILO ရဲ့ပြဋ္ဌာန်းချက်တွေကိုလိုက်နာအကောင့်ထဲဖော်နေသလိုလူသမားခွင့်ရေးကိုကာကွယ်ပေးနေတဲ့အပြင်အလို့ရှင်တဲ့လူသမားအဖွဲ့အစည်းတွေကိုလည်းလွတ်လွတ်လပ်လပ်ဖွဲ့စည်းခွင့်ပြုထားတယ်လို့ဆိုပါတယ်ဒါပေမဲ့မြန်မာနိုင်ငံဟာ ILO မှာသဘောတူလက်မှတ်ရေးထိုးထားတဲ့အရမစိတ်ခိုင်းမှုပပျောက်ရင်းနဲ့လွတ်လပ်စွာအသင်းပင်ဖွဲ့စည်းခွင့်ပြဋ္ဌာန်းချက်တွေကိုမလိုက်နာတဲ့အတွက် စစ်ကောင်စီကိုအရေးယူဖို့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာ2024ခုနှစ်နိုဝင်ဘာလကကျင်းပခဲ့တဲ့ ILO အုပ်ချုပ်မှုကော်မတီစည်းဝေးကတည်ပြုထားပါတယ်။အဲဒီဆုံးဖြတ်ချက်ကို2025ဇွန်လမှာကျင်းပမယ့် ILO ညီလာခံကနေအတည်ပြုမှာဖြစ်တာကြောင့်စစ်ကောင်စီကိုနိုင်ငံတကာအလို့သမားစံနှုန်းတွေမလိုက်နာမှုပုံမှန်33နဲ့အရေးယူဖို့အလို့သမားအရေးလှုပ်ရှားသူတွေကတောင်းဆိုနေပါတယ်။ပုံမှန်33နဲ့အရေးယူမှုဟာနိုင်ငံတကာအလို့သမားစံနှုန်းတွေကိုလုံးဝမလိုက်နာတဲ့အခြေအနေမှသာအသုံးပြုတာဖြစ်ပြီး အာယလိုကဗိုလ်ချုပ်မူကြီးတန်းရွှေရဲ့စစ်ဆိုးရလက်ထက်2000ပြည့်နှစ်မှာမြန်မာနိုင်ငံကိုအရေးယူခဲ့တာရှိသလို2023ခုနှစ်မှာဘီလာရုနိုင်ငံကိုလည်းအရေးယူခဲ့ပါတယ်။အာယလိုမှာနိုင်ငံပေါင်း189နိုင်ငံကအလို့ရှင်အလို့သမားနဲ့အစိုးရသုံးဖွဲ့ဆိုင်ကိုယ်စားလှယ်တွေပါဝင်ပါတယ်။စစ်တပ်အာဏာသိမ်းချိန်ကလေးကအာယလိုကမြန်မာနဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုရပ်တန့်လိုက်ပြီးစစ်ကောင်စီကိုနီးပညာအရာရောငွေကြေးရပါပံ့ပိုးကူညီတာတွေကိုရပ်ဆိုင်းထားပါတယ်ခင်ဗျာ။ ကိုဆိုင်ဝနာရဲ့တင်ပြချက်ပါမကြခင်မှာတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့တင်ပြချက်တခုကိုဆက်လက်နားဆင်ကြရမှာပါတော်ရရှိမှခင်ဗျာကဘာကြီးပူနွေးလာမှုနဲ့အတူတဘာဝပတ်ဝန်းကျင်နဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဖြစ်လာတာတွေကိုတကဘာလုံးအတိုင်းအတာနဲ့ရင်ဆိုင်ခန်းစားနေကြပြီဖြစ်ပါတယ်လူတွေမိကိုနေရတဲ့ကဘာကြီးဟာလူတွေရဲ့တတိမမူတဲ့နေထိုင်မှုတွေကြောင့်အလင်းအမြန်ပျက်စီးလာနေတာဖြစ်ပါတယ် ဒါတွေကိုအချိန်မီသိရှိပြီးထိမ့်သိမ့်နိုင်စေဖို့အတွက် mindful varma ဆိုတဲ့အဖွဲ့အစည်းကအသိပညာပေးအလုပ်တွေလှုပ်ဆောင်နေပါတယ်ဒီအကြောင်းတွေကိုမတ်ထက်ထက်အိန္ဒြာအောင်ကဆက်လက်တင်ပြပါလိမ့်မယ်ခင်ဗျာလေဒူးညဉ့်ညံ့မှုနဲ့သဘောဘေးရန်နေရာတွေကြောင့်ရွရွင်းလာပြီးဖြစ်တဲ့ကမ္ဘာမြေကိုကုစားဖို့ရအတွက်သဘောပတ်ဝန်းကျင်ကိုထိမ့်သိမ့်ဆောက်ရှောက်ဖို့အလွန်အရေးကြီးနေပါပြီဒီအတွက်လူတွေသတိချက်စေဖို့ mindful ဘာမဆိုတဲ့အဖွဲ့ကသဘောပတ်ဝန်းကျင်ထိမ့်သိမ့်ရေးဆိုင်ရာအသိပညာတွေကိုမျှဝေပေးနေပါတယ် ဒီဖွဲ့ကိုသဘောပတ်ဝန်းကျင်နဲ့တတ်တပ်ပြီးတာအထူးပြုလေ့လာနေကြတဲ့အသက်21နှစ်ကနေ28နှစ်ကြာအမျိုးသမီးငယ်6ဦးကဥဆောင်လေးပတ်နေတာပါသူတို့တွေထဲမှာတက္ကသိုလ်ဝန်ထမ်းအောင်မြင်ထားသူနဲ့ကိုဗစ်ကာလမတိုင်ခင်အထိရန်ကုန်တက္ကသိုလ်ရန်ကုန်စီးပွားရေးတက္ကသိုလ်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တွေမှာပညာသင်ကြားခဲ့သူတွေပါဝင်ပါတယ်။ မိုင်းဖူဘာမအဖွဲ့ကို2020ခုနှစ်ကိုဗစ်ကာလမှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီးတဘာပဝင်ရှင်ဆိုင်ရာအသိပညာနဲ့မှန်ကန်တဲ့အချက်အလက်တွေကိုမြန်မာဘာသာနဲ့ပဲလေ့လာနိုင်အောင်ရည်ရွယ်ဖွဲ့စည်းထားတဲ့အဖွဲ့တစ်ခုလည်းဖြစ်ပါတယ်။မိုင်းဖူဘာမစတင်ဖွဲ့စည်းတာနဲ့ပတ်သက်ပြီးအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာနဲ့တည်ထောင်သူမတ်ချစ်တော်ကအခုလိုပြောပြပါဗျာ။ အသိတ္တိရှိတာဒီ mindfulness ရှိတာဒီတဘာပုံဉ္ဉ်ထိမ့်သိမ့်လို့ဘို့အတွက်အပြုတ်မှုတွေကိုပို့ပြီးတော့အားပေးတယ်ဆိုတာတွေ့ရောအာ mindful ဘာမှပေါ့နော် internet ပေါ်မှာသွားပြီးတော့အချက်လက်တွေကို english လို့သွားရှာရမယ်အစားညီမတို့ကအချက်လက်တွေစစ်ဆေးပြီးသားပြီးတော့လူတွေစိတ်ဝင်စားအောင်ကောင်းတဲ့ဟိုမြန်မာလိုရေးထားတဲ့အချက်တွေကိုပြန်ပြီးတော့လူတွေစီမြန်မာလူမှုအတိုင်းဝိုင်းပေါ့အဲ့ဒီအတိုင်းဝိုင်းကိုပြန်ပြီးတော့ဒီ community ကိုပဲပြန်ပို့ပေးမယ်ဆိုရဲ high fake ဘူးနေကြအာ mindful ဘာမှလို့စပြုတ်ခဲ့ရ mindful farmer အနေနဲ့အသိပညာပေးတဲ့အပိုင်းဖြစ်စောင်းပါးတွေရေးတာစာဖတ်ဖို့အချိန်မရတဲ့သူတွေအတွက် podcast တွေလုပ်တာ hobby ဝယ်နဲ့အလုပ်ရုံဆွေးနွေးပွဲတွေလုပ်ပြီးပညာရေးဘက်မှာတော့ရွှေပြောင်းကျောင်းတွေကကလေးတွေကိုသဘောပုံဝင်ခြင်းနဲ့ပတ်သက်တဲ့ပညာမျှဝေတာနဲ့အခမဲ့သင်တန်းဖွင့်တာတွေလုပ်ပါတယ်။ ိုရိုင်းကသဘာပဝင်ခြင်းအရေးကိုစိတ်ဝင်စားရာကြောင့်အဖွဲ့ဝင်ဖြစ်လာတာလို့မိုက်ဖူဘာမာရဲ့ပြင်ပဆက်ဆံရေးတာဝန်ခံမတ်ဝီကြီးကပြောပါတယ်။ရာသီဥတုပြောင်းလဲမှုအရှိန်လျှော့ကြရေးလို့နောက်ဒီသဘာဝအရင်းမြစ်တုံးဆွဲမှုဆိုင်ရာဒီတယံဇာတာဖြစ်ရေးလို့နောက်တော်ရင်တရိတ်ဆန်တဲ့အပင်တွေကိုထိမ့်သိမ့်ကာကွယ်စောင့်ရှောက်ဖို့လို့နောက်ဆုံးကတော့ဒီအခြေခံသဘာဝပဝင်ခြင်းပညာရေးပေးရပါတော့အဲ့ဒီအစီအစဉ်လေးကိုစိတ်ဝင်စားလို့ပါရှင့် အရင်ကပညာရေးစနစ်ကြောင့်မရခဲ့တဲ့သဘောပတ်ဝန်းကျင်ထိမ့်သိမ့်မှုအသည့်တွေကိုအခုခေတ်ကလေးတွေငငယ်တွေကရင်းနှီးစေချင်တယ်လို့လည်းမတ်ချစ်တော်ကပြောပါတယ်။အများကြီးရှိရပေါ့နော်။မုံတိုင်းတွေရှိမယ်၊ငလင်လောက်တာတွေရှိမယ်။အဲရေကြီးတာတွေရှိမယ်။ဒီဟာတွေအကုန်လုံးဒီဟိုသဘောဖြစ်စင်မယ်။အဲ့ဒီသဘောဖြစ်စင်မှာမှလူတွေရဲ့လုံရကြောင့်ပို့ပြီးတော့ပြင်းထန်လာရဲဆိုတော့အကုန်လုံးအတိတ်တည်းလေးကပ်ပြီးတော့ကိုယ်တစ်ခုခုလှုပ်လိုက်မယ်ဆိုရင်ဒါဒီမီသဘောပတ်ဝန်းကျင်ကိုဘယ်လိုသွားထိခိုက်နိုင်လဲ။စသဖြင့်အဲ့လိုမျိုးလေးအရင်ဆုံးဟို mindfulness ကနေစပြီးတော့ ဘာပုံဝင်ခြင်းထိန်းသိမ်းတဲ့အပြုအမူလူတွေစပြီးမွေးမြူကြဖို့လည်းတိုက်တွန်းခြင်းနဲ့လက်ရှိမှာဆောင်းမနဲ့ focus တွေကိုမြန်မာဘာသာတစ်ခုတည်းနဲ့ပြုလုပ်နေပေမဲ့နောက်ပိုင်းမှာတိုင်းရင်းသားဘာသာတွေနဲ့ထုတ်နိုင်အောင်ကြိုးစားနေကြပါရဲ့ရှင်။မတ်ထက်ထက်အင်ဒရာအောင်ရဲ့တင်ပြချက်ပါ။ RFP ရဲ့ဒီကနေ့အတွက်တာထုတ်လွှင့်ချက်အစီအစဉ်တွေလည်းဒီမှာပဲပြီးဆုံးပါပြီ။သောတာရှင်မြန်မာပြည်သူများကိုစိတ်နှပြချွန်းလန်းချမ်းမြေနိုင်ကြပါစေခင်ဗျာ။ You have been listening to Radio Free Asia.